မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအထက်ပိုင်းထီးကြိုင်မြို့ကိုသိမ်းယူနိုင်ဖို့အတွက်ဒေါ်လာရင်းပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်နေတာတပတ်ရှိပြီဖြစ်ပြီးတော့မြို့ရင်းစစ်ကောင်စီအုပ်စုသခိုင်း6ခုနဲ့မြို့အထွတ် ARD တရားထိတ်နှစ်ဖက်မှာ စစ်ကောင်စီအုပ်စုစခန်းနှစ်ခုကိုတင်းယူနိုင်ဖို့အတွက်ဆက်လက်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြံနေတာကတော့ AOD ဒရအရှိထိတ်အနောက်ထိတ်ထိကြိုင်မြို့တွေကစစ်ကောင်စီအုပ်စုအခြေကုပ်ယူထားတဲ့6နေရာလောက်တော့ကြံသေးတယ်လို့ရဲဘော်တို့ကပြောပြထားပါဗျ။အဲ့ဒီစခန်းတွေကိုစစ်ကောင်စီအုပ်စုဟာအခိုင်အမာခြေချတပ်ဆွဲထားတာဖြစ်ပြီးတော့ထိကြိုင်မြို့တွင်တောင်ကုန်းထိတ်တွေပေါ်မှာဘန်ဂါတွေလှိုင်ကောင်းတွေတိဆောက်ပြီးတော့နေရာယူပြင်ဆင်ထားတာလို့လည်းဒေသခံတွေကပြောပါဗျ။တော်လိုင်းပူပေါက်တပ်တွေဟာထိကြိုင်မြို့နယ်အနီးဆုံးမြစ်ပဲချားတဲ့ ်မြတောင်ရွာစခန်းဖုံကုံလေးစခန်းတောရစခန်းနဲ့ကက်ကူကာကင်းစခန်းတွေကိုဩဂတ်လ22ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးတော့ဩဂတ်လ22ရက်နေ့နေ့လယ်ပိုင်းမှာတိမ့်ပိုက်ရရှိခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီထီးကြိုင်မျိုးအရှိတ်ကန်းကကာကင်းစခန်း၄ခုစလုံးကို၂ရက်ထဲနဲ့တိမ့်ပိုက်ရရှိပြီးတဲ့နောက်ထီးကြိုင်မျိုးအရှိတ်ကန်းဟာစစ်ကောင်စီအုပ်စုကင်းစင်နေမြေဖြစ်သွားပြီလို့တော်လိုင်းရဲဘော်တွေကပြောပါရတယ်။အခုတိမ့်ထားတာကမြတောင်ရွာကက်ကူကာကင်းစခန်းဖုံကုံလေးစစ်ကောင်စီအုပ်စုအခြေကျရွာတောရစစ်ကောင်စီအခြေကျရွာအဲ့ဒီစခန်းတွေတော့ရပြီ ်မြို့အပြင်ဆိုတာထက် ARA မြစ်အရှိတ်ဘက်ကာကင်းစခန်းတွေအခုစခန်းတွေကပြောရရင် ်မြေအရှိတ်စိတ်ကောင်းစီအုပ်စုကင်းစင်သွားပြီပေါ့ဗျာလို့မြေပြင်တိုက်ပွဲဝင်ရဲဘော်တို့ကပြောပြထားပါတယ်စိတ်ကောင်းစီအုပ်စုအနေနဲ့လက်ရှိထီးကြိုင်မြို့တွင်မှာအခိုင်အမာတက်ချတက်ဆွဲထားတဲ့စခန်း6ခုနဲ့ထီးကြိုင်မြို့အထက် ARD တရားထိတ်နှစ်ဖက်ကစခန်းတွေကြန့်ရှိနေသေးတယ်လို့ဆိုပါတယ်ထီးကြိုင်မြို့သိန်းတိုက်ပွဲအပါအဝင်ကချင်ပြည်နယ်အစပ်သခိုင်းတိုင်းအထက်ပိုင်းမှာအင်းတော်နဲ့ပင်လယ်ဘူးမြို့တွေကိုလည်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမြို့သိန်းတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေတယ်လို့တော်လိုင်းရဲဘော်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောက်ဗမော်မန်စီကိုစစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးလာရာကချင်လွတ်လပ်ရေးတပ်မတော် KIA ကကြားဖြတ်တိုက်ခိုက်တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပေးဆုံးမှုများပြားက တက်ဆုပ်ပြန်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကပေးခဲ့တဲ့ဩဂတ်လ24ရက်ကစပြီးတော့ဩဂတ်လ26ရက်နေ့အထိစစ်ကြောင်းထိုးလာတဲ့အတွက်ဗမော်နဲ့မန်စီကြားကောင်းကြရန်နဲ့ဗမော်နဲ့မိုးမောက်ကြားမှာ၃ရက်ဇက်တိုက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီက KIA တိမ့်ပိုက်ထားတဲ့ခမရ43ခေါ်တိုက်ရဲဘက်ကိုအမှတ်27စစ်စင်အကူကဲမှုဌာနချုပ်စကခ27အခြေစိုက်ရာ ဗမာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက် KIA ကပြန်လည်ပြီးတော့ဂျားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ် KIA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များဟာပြီးခဲ့တဲ့ August 19ရက်နေ့ကမုံမောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့မြို့ဆောင်တရဲခမာရ43ခုကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများအပြင်တန်ချက်ကကားများကိုပါတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့ August 20ရက်နေ့ကဗမာနဲ့မန်စီကားလမ်းပေါ်မှာရှိတဲ့ကောင်ကြရန်တပ်စခန်းကို KIA ကတိမ့်ပတ်နိုင်ခဲ့ပြီးတော့အဲ့ဒီတပ်စခန်းရှိရာကိုလည်းစစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဂျက်ဖိုက်တာတွေနဲ့လည်းလာပစ်တယ်စစ်တပ်ကကြတာအလောင်းတော်မကောက်နိုင်ဘူးလို့ပြောတယ်မနေ့ကတော့စစ်ကြောင်းနဲ့ကြောင်းလုံးပြန်ပြီးတော့ဆုတ်ခွာသွားရတယ်တဲ့ဒီနေ့မှတော့ဖုန်းဆက်သွဲမရသေးတော့တိုက်ပွဲတွေမကြရသေးဘူးလို့ကချင်စီရေးဒရေအေးမေကပြောကြားထားပါတယ်စစ်ကောင်စီစစ်ကြောင်းများဟာထိခိုက်ဒေဆုံးမှုများတဲ့အတွက်ဂျက်ဖိုက်တာများဒရုန်းများနဲ့လာရောက်ပစ်ခတ်စစ်ကူပေးခဲ့တော့လဲစစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းစလုံးဟာထိခိုက်ဒေဆုံးမှုများစွာနဲ့တပ်ဆုပ်ပြန်ပြေးသွားရပြီးတော့ပြန်လည်အင်အားဖြည့်တင်းမှုတွေရှိနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာပြည်သူများခံစားနေရတဲ့ဒုက္ခများကိုပုံမကြာရှည်စေမှသာဖြစ်တဲ့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းကထောက်ခံပံ့ပိုးမှုမျိုးမပြုလုပ်ကြရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမေရိကန်ကိုယ်စားလှယ်တာအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ26ရက်နေ့ကနေ29ရက်နေ့အထိနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ ်ပုံမှန်အစည်းအဝေးမှာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာပြည်သူများဟာစစ်တပ်ကကျင်းပမယ်လို့ကြွေးကြော်လျက်ရှိတဲ့မြည်သည့်ရွေးကောက်ပွဲမဆိုလွတ်လပ်မျှတပြီးတော့အားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲတစ်ရက်ဖြစ်မယ်လို့မယူဆသလိုပြဿနာတစ်ခုအတွက်လည်းအဖြေတစ်ခုမဟုတ်ဘူးလို့လည်းပြောဆိုခဲ့ပါတယ်ပြည်သူများခံစားနေရတဲ့ဒုက္ခများပုံမှုများပြလာပြီးတော့ရှေးကြစေမှသာဖြစ်မယ်လို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ စစ်တပ်ကိုတိုက်ရိုက်ဖြစ်စေတွဲဝိုက်ပြီးတော့ဖြစ်စေစစ်တပ်ကစီစဉ်လျက်ရှိတယ်ဆိုတဲ့မြည်သည့်ရွေးကောက်ပွဲကိုမှထောက်ခံပံ့ပိုးခြင်းအလျင်းမပြုလုပ်ကြရန်တိုက်တွန်းမှာကြောင်းမြမအမြဲတမ်းကိုယ်စားလှယ်တာမကြီးဥကြုံမိုးထုံကပြောဆိုလိုက်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ကျွဲတလင်းကျေးရွာကိုအချမ်းပတ်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာပြည်သူတအုပ်တွေဆုံးပြီးတော့ဖုန်ကြီးကြောင်းဖျားစီတီစာတင်ကြောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ26ရက်နေ့ည7:00နာရီခန့်ကတောင်တာမြို့နယ်ကျွဲတလင်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့၃ချိန်တက်လာပြီးတော့ဘုံဒီ၅လုံးကျဲချတိုက်ခဲ့ရာပြည်သူတအုပ်တေဆုံးပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိကဖျားစီဒီပထိုးများဖုန်ကြီးကျောင်းတစ်ကျောင်းစာတင်ကျောင်းတစ်ကျောင်းနဲ့နေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှမရှိပါဘူး။အဲ့ဒီကျွဲတလင်းဆိုတာကပြူစောဒီရွာလွန်ခဲ့တဲ့လပိုင်းကပဲကျွန်တော်တို့တွေတိုက်ခိုက်ပြီးတော့လက်နက်ဆဲလက်တင်းထားတဲ့ရွာပုံမှန်၄ရောက်ဖမ်းမိထားတဲ့ရွာပေါ့။ ဲ့ဒီရွာမှာကကျွန်တော်တို့ကိုထောက်ခံတာအင်ဂျီ30လောက်ပဲရှိတာကျန်တဲ့အင်ဂျီ100လောက်ကသူတို့ဘက်ကိုထောက်ခံတဲ့သူတွေသူတို့ဘက်ကသူတွေကိုတိုက်ခိုက်လိုက်တဲ့သဘောပဲပြီးတော့ပြည်သူတွေပေါင်းအောင်နေတဲ့နေရာတွေကိုပါပစ်ချသွားတာအဓိကကတော့လူနေအိမ်အဆောက်အုံတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာလို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတူကပြောပြထားပါတယ်အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုခံရတဲ့ကျွဲတလင်းရွာဟာစစ်တပ်အတိုင်းဝိုင်းမိသားစုဝင်များလက်နက်ကိုင်ပြူစောထီးများနဲ့မိသားစုဝင်များအများဆုံးနေထိုင်ခဲ့တယ်လို့သိရပါတယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့ကျွဲတလင်းပြူစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်တုန်းကဖမ်းမိခဲ့တဲ့တုံပန်းများကိုကောင်းမွန်စွာထိမ့်သိမ်းထားတဲ့အပြင်ကျေးရွာနေမိသားစုဝင်များကိုလည်းကောင်းမွန်စွာနေထိုင်ခွင့်ပေးထားတယ်လို့သိရပါတယ်။ကျွန်တော်တို့ကဖမ်းမိခဲ့တဲ့သူတွေကိုကောင်းမွန်စွာကျွေးထားတယ်။သူတို့မိသားစုဝင်တွေလည်းဘာမှတိုက်ခိုက်တာမျိုးမလုပ်ဘူး။အဲ့ဒီရွာမှာတချို့ပြူစောတိတွေကလက်နက်ချအလင်းဝင်ထားတဲ့သူတွေရှိတယ်အဲ့ဒီဟာကိုလေကောင်းကောင်းမွန်မွန်နေထိုင်ခွင့်ပေးထားတယ်။အဲ့ဒီမှာဆိုလေတက်ကမိသားစုတစုရှိတယ်။ပြီးလို့ရှိရင်ပြူစောတိခေါင်းဆောင်ရဲ့မိသားစုတွေရှိတယ်။ ်သူတို့ဆိုလို့ရှိရင်ကျွန်တော်တို့သွာလာနေတာကိုသတင်းထောက်လမ်းပြီးပေးနေတာတော့မှတိတိကျကျနဲ့လှုပ်ပေးထားတာကျွန်တော်တို့ဘာမှမလုပ်ဘူးအဲ့ဒီလိုသူတို့ကိုထောက်ခံတဲ့သူတွေကိုတော့မှလေချောင်းကနေတိုက်ခိုက်နေတာလို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တီဘောမြို့ကိုအကြမ်းဖက်စစ်တပ်က၄ချောင်းကနေပြီးတော့ဒီကနေ့မနက်အစောပိုင်းကဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးပြီးစာတင်ချောင်း၂ချောင်းနဲ့နေအိမ်များလည်းပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ28ရက်နေ့မနက်အစောပိုင်းတနအိမ်20မိနစ်ကနေပြီးတော့နှစ်နာရီကျော်အထိကိုအကြမ်းဖက်စစ်ကောင်စီကပြည်သူများအိမ်မောကြနေတဲ့အချိန်112လေးရင်နဲ့ဗုံးအလုံးရိ90ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗုံးကျဲတိုက်ခိုက်မှုအတွဲမှာတီဘောမြို့အုတ်ကျဲရပ်ကွက်မှာရှိတဲ့အသက်60အရွယ်ဦးဖိုးလူနဲ့အသက် 50အရွယ်ဦးအောင်နိုင်တို့နှစ်ဦးစလုံးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။အကြမ်းဖက်ဆက်တက်ကလေးချောင်းကနေဘုံကျဲတက်ခတ်မှုအတွင်းမှာအုတ်ချင်းရက်ွက်မှာရှိတဲ့အမက3စာတင်ချောင်းတစ်ချောင်းအမက်3အထက်ကစာတင်ချောင်းတစ်ချောင်းနဲ့ ပရင်တောင်မြောက်ရက်ွက်တို့ဘုံများကြရောက်ပောက်ကွဲခဲ့ပြီးတော့စာတင်เจ้าများနဲ့နေအိမ်များလည်းထိမှန်ပြတ်စီးခဲ့ရတယ်လို့သိရပါတယ်။ဩဂတ်စ်လ၁ရက်ကနေပြီးတော့ဒီကနေ့ဩဂတ်စ်လ28ရက်နေ့အထိတီဘောမျိုးအတွင်းမှာအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ22ဦးသေဆုံးခဲ့ပြီးတော့ကလင်းငယ်10ဦးအပါအဝင်ပြည်သူ59ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရွှေချင်းမြို့နယ်မကွေးတိုင်းဂံခေါမြို့တို့မှာစစ်တပ်ကလူငယ်များကိုတပ်သားတွေအဖြစ်နဲ့စုဆောင်းရန်လိုက်လံဖမ်းဆီးနေတဲ့အတွက်လူငယ်အများစုဟာတော်လိုင်းတပ်များဆုံးမထားတဲ့နေမြေများတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းအတွင်းမှာဘကိုးတိုင်းရွှေချင်းမြို့မှာစစ်တပ်ရဲနဲ့ပြူစောတိများကဆိုင်ကယ်များကိုဖမ်းဆီးတယ်ဆိုပြီးတော့လူကြီးလူငယ်မှန်သမျှကိုဖမ်းဆီးနေတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဆိုင်ကယ်နဲ့လူတွေကိုပါဖမ်းဆီးသွားပြီးတော့မိသားစုများကိုငွေကျပ်25သိန်းကနေသိန်း30အထိတောင်းခ ခံနေတယ်လို့သိရပါတယ်။လာမရွေးတဲ့လူငယ်များနဲ့လူကြီးများကိုစစ်မှုထမ်းစရင်မှာထည့်သွင်းပြီးတော့တချို့လူငယ်တွေကိုတပ်သားတွေစုဆောင်းရေးတဲ့ကိုတန်းထဲကစစ်သည်ကိုခေါ်ယူသွားတယ်လို့သိရပါတယ်။အရင်စစ်မှုထမ်းအပတ်စဉ်တွေတုန်းကရွာနာလောက်ကိုပဲဖမ်းတာအခုကတော့မြို့ပေါ်တွေပါဝင်ဖမ်းကုန်ပြီးစိုင်းကဖမ်းတယ်ဆိုပြီးတော့စီးလာတဲ့သူတွေကိုပါဖမ်းတာလာမရွေးနိုင်ရင်လူငယ်တွေကိုစစ်သည်အသွင်းခံရတယ်။မနေ့ကမနေ့ကမြို့မှာဈေးမှာစိုင်းကတွေနဲ့စီးတဲ့သူတွေကိုအကုန်ဖမ်းတယ်ကြီးကြီးငယ်ငယ်အကုန်ဖမ်းတာအခုကတော့လူငယ်တွေက KNU စိုးမိုးတဲ့နယ်မြေတွေနဲ့ရွာတွေထဲကိုထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲမကွေးတိုင်းရောဒေသဂံကောင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ90တပ်ရင်းကမြို့ပေါ်မှာရှိတဲ့ဆယ်ကျော်သက်လူငယ်များကိုတပ်သားတွေအဖြစ်နဲ့အတင်းအဓမ္မစူဆောင်းခြင်းတွေလုပ်ကင်နေတဲ့အတွက်လူငယ်တချို့ဟာတော်လိုက်တပ်များစိုးမိုးထားတဲ့နယ်မြေများစီကိုထွက်ပြေးခိုလုံနေရတယ်လို့သိရပါတယ်။စစ်ကောင်စီကဂံကောင်းမြို့ပေါ်ကဆယ်ကျော်သက်လူငယ်များကိုတပ်သားတွေစူဆောင်းရမှာယောက်ျားလေးရောမိန်းကလေးတွေကိုပါပြစ်မှတ်ထားနေခြင်းဖြစ်ပြီးတော့အထူးသဖြင့် ်ရှင်းရချိုးတဲ့တဲ့မိသားစုများကလူငယ်များကိုအ धिक ပြစ်မှတ်ထားနေတယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့်မြို့ပေါ်ကလူငယ်တချို့ဟာတော်လိုင်းတပ်ဖွဲ့များစိုးမိုးထားတဲ့နေမင်းများစီကိုဝင်လာမဆဲတသက်သက်ဝင်ရောက်နေကြတယ်လို့သိရပါတယ်ကျွန်တော်တို့စီရောက်လာတာကတော့အရင်ရောက်တဲ့ရဲဘော်တွေနဲ့ချိတ်ဆက်ပြီးတော့ရောက်လာတာပါသူတို့ကတော့စီစစ်ပြီးတော့ကောင်းမွန်စွာလက်ခံထားပါတယ်နောက်ထပ်လာမဲ့သူတွေကိုလည်းခေါ်ထုတ်ဖို့ရှိပါတယ်မြို့ပေါ်မှာနေနေကြတဲ့လူငယ်တွေကိုပြောချင်တာကအခုသူတို့အနေနဲ့ရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ် တော်လန်ရေးတဲ့လိုက်ပြီးတော့ဒီစနစ်စိုးကိုတိုက်ထုတ်မလားဒါမှမဟုတ်စစ်ဖက်အောက်မှာပဲတသက်လုံးအဖိနှိတ်ခံအနေခံဘဝနဲ့တသက်လုံးနေသွားမလားပေါ့ကျွန်တော်တို့တော်လိုင်းအဖွဲ့စည်းတွေမှာလူငယ်တော်တော်များများပါဝင်လာဖို့လိုပါတယ်ကျွန်တော်တို့အနေနဲ့ကတော့တော်လိုင်းလှုပ်ချင်ကြတဲ့လူငယ်တွေကိုအမြဲတမ်းကြိုဆိုလျက်ပါလို့ရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF ဥက္ကဋ္ဌရဲဘော်ရောလေးကပြောဆိုထားပါတယ်ဂံကောမျိုးခလိုက်ရ90တိုက်ရဲဟာလက်ရှိအချိန်မှာစုဆောင်ရရှိထားတဲ့တပ်သားတွေများကိုစစ်တပ်အတွင်းမှာတင်နန်းပေးနေကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးဝဲတည်သူတင်ရှိပါရယ်ခင်ဗျာ